ူဘဝမှာအနည်းပညာလုပ်ဖွယ်အတွက်ခက်ခဲတွေကြားကကြိုးစားနေရတဲ့အချိန်မှာလက်တွဲခေါ်ပေးခဲ့တဲ့ကျေးဇူးချင်ဖြစ်သူတရုတ်ဆောင်နေတို့ကိုတရင်ကျွတ်မှာတွားရောက်ကာရဝါပြုကတော်ခဲ့တဲ့တရုတ်ဆောင်ခန့်ကျော်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ခန့်ကျော်ကတော့ငယ်စဉ်ကလေးဘဝကလေးကခလေးတရုတ်ဆောင်တယောက်အနေနဲ့နည်းပညာလောကမှာအထိုင်လျောက်အောင်မြင်ခဲ့သူတယောက်ဖြစ်ပေမယ့်အရွယ်ရောက်လာတဲ့အချိန်မှာတော့နေရာတနေရာရဖို့အတွက်ခက်ခဲကြုံနေခဲ့ရတာလည်းဖြစ်ပါတယ် တရုတ်ဆောင်ခန်းကျော်ဟာတရုတ်ဆောင်တယောက်အနေနဲ့ဇက်ကားပေါင်းများစွာရိုက်ကူးခဲ့ဘူးသူဖြစ်တယ်လို့ရုပ်ရည်အဖြစ်လည်းပြည်ဆောင်သူတယောက်ဖြစ်ပေမယ့်တရုတ်ဆောင်ကောင်းတယောက်အနေနဲ့ကောင်းမွန်တဲ့နေရာတနေရာရဖို့အတွက်ကတော့ခက်ခဲခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကကျင်းပပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့အကယ်ဒမီဆူချင်းမြေပွဲအခမ်းအနားမှာလေတရုတ်ဆောင်ခန်းကျော်ကရွှေတူအနေနဲ့တွားရောက်ရှင်ပြိုင်ခဲ့ပေမယ့်ရွေးချယ်ခံရခြင်းမရှိဘဲညင်းပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ခန့်ကျော်ဟာနှိပညာလောကထဲမှာကောင်းမွန်တဲ့နေရာတနေရာနဲ့ဝင်ရောက်ဖို့အတွက်ဇက်ကားရီအများကြီးပါဝင်ခွင့်ရဖို့အခက်အခဲများစွာရှိခဲ့ပြီးစူးစမ်းနေရတဲ့အချိန်မှာသူ့ကိုလက်တွဲခေါ်ပြီးတော့နေရာပေးပါဝင်ခိုင်းခဲ့တဲ့တရုတ်ဆောင်နေတို့ကိုကျေးဇူးရှင်တဝူအနေနဲ့တင်းကျွတ်မှာဂါရဝပြုကတော့ခဲ့တာပဲဖြစ်ပါတယ်။ တရုတ်ဆောင်ခန့်ကျော်ဟာရေစက်တို့တည်လဲတခါတရံမဆုံစည်းတာဇလန်တွဲမှာတရုတ်ဆောင်နေတူရဲ့ငယ်ဘဝကိုတရုတ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပြီးပြိသက်တွေကလည်းတခဲနဲ့အားပေးခြင်းကိုခံခဲ့ရသလိုအဲဒီနောက်ပိုင်းမှာတော့ခန့်ကျော်ကအနုပညာလုပ်တွေကိုဇက်တိုက်လုပ်ကင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ခန့်ကျော်ကကျွန်တော်ကိုရံပယ်လေးဆိုပြီးပြိသက်တွေသိစေဖို့အခွင့်ရေးပေးခဲ့တယ်ကျွန်တော်ကိုရုံရုံကြည်ကြည်နဲ့တတိတရလက်တွဲခေါ်ပေးခဲ့တယ် အခုဆိုရင်အရင်ကလောက်မခက်ခဲတော့ပဲကျွန်တော်သာမကကျွန်တော်မိသားစုရောပြည်လဲနေနိုင်အောင်နေရာတစ်ခုရအောင်ဖန်တီးလမ်းဖောက်ပေးခဲ့တဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ကိုကြီးနေတို့ကိုဒီနေ့မှကတော်ခွင့်ရှာခဲ့လို့အရန်ပျော်ပါတယ်ငငယ်ကလေးကမြင်းစရာအဖြစ်ရှိနေပေးခဲ့တဲ့ကိုကြီးအခုတွေ့တော့လေလူဝဲချက်တွေတင်ပြပြောပြပေးတဲ့ကိုကြီးရဲ့စကားတွေကိုနားထောင်မှတ်သားပြီးရှေ့ချောင်းမှာ ကိုကြီးလိုတော်တော်ထက်မြက်သောနှုပညာရှင်တယောက်ဖြစ်အောင်စူးစမ်းသွားပါမယ်ခင်ဗျာ ကိုကြီးပေးတဲ့ဆုနဲ့လည်းပြည့်စုံရပါစေခမည်းဟုဆိုကောင်းတရုတ်ဆောင်ခန့်ကျော်ကနေတိုးကိုသွားရောက်ကတော့ဖြစ်ခဲ့ပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။